ီးခဲ့တဲ့1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ကဘုကျုံအောင်ဆန်းနဲ့တိုင်းရင်းသားကောင်းဆောင်တွေထုတ်ဆိုခဲ့တဲ့ပင်လုံစာချုပ်ပင်လုံမျိုးကပင်လုံစာချုပ်အကြောင်းကိုကိုတိုင်သတင်းယူခဲ့တဲ့သတင်းတော့ဦးဆန်းအောင်နဲ့မေးမြန်းပြီးတော့ပင်လုံကအတွေ့အကြုံလေးတွေကိုတင်ပြပါပါခင်ဗျာဟိုအပါအဲ့ဒီပင်လုံသတင်းယူခဲ့ကာလတုန်းကပေါ့နော်အဲ့ရှင်ပါအသက်ရဘယ်လောက်ရှိလဲ1948ဆိုတော့90လောက်ရှိတယ် အခုအာရောအခုက60တက်ပါ Yes အဲ့ဒါတွေ့ရတယ် Okay ကျွန်တော်က1924မွေးတာ Okay ဒါ20ကျော်ဟုတ်တယ်အဲ့ဒီကာလကပင်လုံကိုသတင်းယူတဲ့အဲ့ဒီပင်လုံတိုင်းတော်ကောင်းဆောင်နေတဲ့ဘိုးကျောင်းဆန်းနဲ့တွေ့ခဲ့တဲ့စီဝေးမှာမမတာတာအခြေဆုံးလေးရှိလား ခုချိန်ကြီးပြန်ကျွန်တော်လည်းပြန်ပြီးတော့မြင်ရောက်နိုင်တာမျိုးတွေရှိတယ်ဒီမှာအတိကပူဇော်ဆာသူနဲ့ပါလာတာ ISS ဥတင်ထွက်စလာလွတ်လိုက်ပြရတော့လည်းသူဝင်ကြီးဖြစ်တယ်ဆိုဘာနဲ့ဆိုဘာရထမေးတယ်ပြောတော့ပေါင်းမယ်ပြုမယ်စီဝေးကြီးမှာပေါ့မန္တထဲမှာအဲ့တော့ ောင်ရွှေစပွားကြီးကထမေးတယ်ဘုကျုပ်ကျွန်တော်တို့ကနယ်များတယ်နယ်ကြီးတွေကထက်အလုံးပေါင်းပြီးတော့လွတ်လပ်ရေးယူလို့ရှိရင်ဘတ်ဂျက်ဘယ်လိုလုပ်မလဲဟုတ်ပြီကျွန်တော်မိတ်ဆွေဥတင်တို့ခင်ဗျားတို့ရှင်းပြလိမ့်မယ်ကဲဥတင်တို့ဆိုတော့အဲ့မှာဥတင်တို့ကရှင်းပြတာလွတ်လပ်ရသွားလို့ရှိရင်စပွားကြီးကဘယင်ကလည်းဖြစ်နိုင်တယ်အဲ့တော့တမရစကားမတွန်းရဘူးကျတော့ဘယင်ကလည်းဖြစ်နိုင်တယ် အဲ့တော့ဘာချက်ကလည်းပြီးမှလည်းဆိုတော့ပြီးမှရသလောက်တူတူရတော့မှာပဲအဲ့ဒီကြည့်တာကျွန်တော်တို့ပူပေါင်းပြီးတော့သိခွဲဖို့မလိုဘာချက်လဲကျွန်တော်လုပ်ပေးမှာပဲအဲ့လိုဖြေတယ်ဆိုပါရဲ့ချင်းတော့ဒီမှနဲ့တောင်တန်း budget ကိုရောင်းဝယ်သုံးဆွဲတဲ့နေရာမှာလည်းအညီမြအညီမြခမရိုထဲရတယ် ပင်ကဖြစ်ရင်ဖြစ်လာမှာပေါ်လေလို့ရှိရင်မမပြပူကြီးသွားမယ်အဲ့ဒါတော့မမရဟိုဖြစ်တယ်သူတို့ကပင်လုံးပင်လုံးကဒီတိုင်းသားကောင်းတွေဆွေးနွေးကြတယ်ကဘတ်ဂျက်အညီများကိစ္စလည်းသူတို့စဉ်းစားကြကြတယ်ဟုတ်တယ်တောင်းတဲ့ပြီးမှအတူညီမြဟုတ်တယ်နောက်ဘက်မှာတကယ်ဖြစ်လာသလားချက်ပြီးနေအစိုးရဖြစ်တယ်လေခုနပြောတာပြီးနေအစိုးရဖြစ်တော့အဲ ဥထုံးမြင့်တော့တက်လာခါကျတော့စဝါရမကျင်တာဘုရားကြောင့်ပြောတော့ဥလူကတော်ဝင်ဖြည့်ရှင်းရတယ်ကွန်စတီကျူရှင်းတက်မှာလဲ Prime Minister ပြည်နယ်အမတ်ပြည်နယ်ဝန်ကြီးတွေခန့်နေတယ်အဲ့ဒီအတွက်ဥလူကစဝါရခေါ်ပြီးတော့ကျတော့ဖြည့်ရှင်းပေးမယ်ဆိုတော့ဥထုံးမြင့်ကိုအဖြစ်နေပြီပြည်နယ်ဥက္ကရာခေါ်ပြီးတော့မှသူကအချက်ကင်နေတယ်စဝါရကခင်ဗျား ကော်ရက်ရှင်ကကျွန်တော်ကခံနိုင်တယ်ခင်ဗျားကကျွန်တော်ဆက်မှုလိုက်ဝင်ကြီးပြည်ထောင်စုဝင်ကြီးပြေးမယ်ဒီဒီဒီတချီတော့ပြေးပြလိုက်ပါတောင်းမှတော့ဥထမင်းကပြေးလိုက်ရတယ်ပြေးလိုက်ပြီးတော့စော်ဝါရီလဲဆာဆူကဖွဲ့လိုက်ရဖွဲ့ပြီးတာနဲ့ကျွန်တော်အဲ့ဒီဘက်မှာရပါလာပေါ့ပြည်သူ့ လူလာအဖွဲ့လေဦးထွန်းရဖဲပေးလိုက်တော့သူတို့အစိုးရဖွဲ့ဖွဲ့ပြီးတော့တခါလဲပုံမှန်ငါထုတ်တယ်ကျွန်တော်အကုန်လုံးပြေးရတယ်ပုံမှန်ငါထုတ်လိုက်ဖမ်းတာပဲအားလုံးလက်ဝဲဆန်တယ်ပါညာဆိုပြီးတော့ဆွဆွဲပြီးတော့ဆိုတော့ဒီမှာနိုင်ငံကြီးတည်ပါတယ်ဘယ်လိုလဲဆောက်ခွင့်ကြိုတက်လာပြီးတော့ဦးထွန်းမြင့်တော့အဲ့ဒီရှမ်းပြည်လာတဲ့ဖွဲ့ဦးတင်အကုန်လုံးပြေးရတယ်လိုက်ဖမ်းတာပါ ကျွန်တော်မဖမ်းဘူးကျွန်တော်ကတ်နဲ့ပြတော့အရေးပဲအာကခမားတဲ့နေတော့ပဲဝန်ကြီးလက်မှတ်နေဟုတ်ကျွန်တော်ဖမ်းလားကျော်တော့ပြဘာဖမ်းဖို့တဲ့မောင်လှုပ်ရှားရှိတာလို့အခုပြန်စဉ်းစားတဲ့ခါကျတော့လေဒီပင်လုံးဟာပင်လုံးဟာဒီမှာဒီနိုင်ငံရေးတမိုင်းမှာတော်တော်အရေးကြီးခဲ့တယ်ဘယ်ချက်တွေကြောင့်အရေးကြီးလို့ပြောနိုင်လဲ ဘိုးကြီးအောင်စားကိုယ်တိုင်တောင်တန်းကိုပတ်လိုက်တဲ့အတွက်ပင်လုံကပို့ပြီးတော့ပင်လုံရောက်တဲ့အခါပို့ပြီးတော့ဩဇာကြီးလာသူအားလုံးကြုံပါတယ်သူကချင်သွားတယ်အခုလုံးရှောက်သွားတယ်ရခိုင်သွားတယ်အဲ့လိုသွားဖြစ်အောင်ကအင်္ဂလိပ်အစိုးရကမြင်းခွာပုံတရာအုတ်ချွေးဆိုတဲ့ဟာဒီဒီကမှာနော်အဲ့ဒါပါတယ် ကောင်းစုံနေပေါ့ဘယ်လိုအုပ်ချုပ်မလဲအသေးစိတ်မြင့်ခွာပုံစံအုပ်ချုပ်ရေးဆိုတာလေဟိုတာမန်ရတာနားလေရလွယ်အောင်ဘယ်လိုတို့ဘယ်လိုမျိုးရှင်းပြလို့ရတောင်တန်းမြင့်ခွာလို့တောင်တန်းတဝက်ကိုဒိုမီနန်တက်ထပ်ပေးမယ်မြေပြဟိုလိုလိုက်ပေးမယ်တောင်တန်းဒေသတွေရာဒီတရသဟာရတက်ဟိုစုတွေကတက်ထားမယ်အဲ့အင်္ဂလိပ်ကလိုလိုက်ပေးခြင်းဘူးပေါ့ ရပလုံကတော့ချီထိုးရမင်းတို့ချီလို့သူတို့ပတ်စံတပြားမှရှိရမှာဘူးဒီကောင်တွေဟမ်တို့လာရင်မင်းတို့ပေါင်းယူမင်းတို့ဒုက္ခရောက်မယ်ဘာညာပြောတယ်လက်ချီထိုးတာပေါ့ဒါမှမဟုတ်ဥဒင်းထိုးကပြောထားတာလည်းရှိနေတော့မရဘူးနောက်ပြီးတော့မှဒီတောင်တန်းဝင်တော့နေအရေးပိုင်းနေ movement ကို ဟုတ်တယ်ဟာကျွန်တော်အမြဲပို့ပေးပါတရင်စားတဲ့ထဲဖို့မဟုတ်ဘူးအဲ့ဒါအရေးကြီးတယ်ဆိုတော့ကျွန်တော်ပို့ပေးရအဲအရေးပါကလေကြာသွားလိုက်တယ်အဲမန်းကန်သွားလိုက်တယ်နောက်တောင်တန်းဝန်တော့အဲ့ဒီဘယ်မှာနဇာတွေသားဝန်တော့စတီဗင်ဆန်ဆိုတာလာတယ်လာရှုသွားတယ်မန်းကန်သွားတယ်ဆိုကျွန်တော်အဲ့ဒီတရင်နေယူပြီးတော့ပို့ပေးရတယ် သူတို့ကတိုင်ပင်နေပြီလေဆော်သွားတယ်နဲ့တွေ့ခွဲဖို့အားရရဘူးအဲ့ဒီအရာကဥတည်စီရပြီးတော့ဗိုလ်ချုပ်စီကိုနားပေါက်တယ်ကျွန်တော်အားရလုပ်ပေးရတယ်သူကကြားလိုက်တယ်လေဗိုလ်ချုပ်ဆန်းကဒီတောင်တန်းကြီးတောင်တန်းကြီးတစ်ခွန်ခီးလှည့်ပြီးတော့ပို့ပြီးတော့ဩဇာကြီးလာတယ်ဆိုတော့သူဗိုလ်ချုပ်ဆန်းကအဲ့ဒီချိန်ကဒီတိုင်းနာကောင်းဆောင်တွေကိုဆော်သွားတယ်ရောသူယုံကြည် ယုံကြည်အောင်လုပ်နိုင်ခဲ့လားဒါပေါ့သူကပွင့်ပွင့်လင်းလင်းပြောတာခမကျော်တော်တို့လည်းယူရမယ်ကျော်နဲ့အတူတူခမတို့လွတ်လပ်ရစေချင်တယ်အခါကျတော့ကျွန်တော်ကပေါင်းလားပေါင်းခြင်းပေါင်းမှာပေါင်းခြင်းနဲ့ခမတို့သဘောဆိုအဲ့လိုပြောတာအဲ့ဒီစကားကိုတော်တော်သဘောကျရတယ်ကျွတ်တော်ကတော့လွတ်လပ်ရင်ချမယ်ဒါလည်းပါတယ်ဒါတကယ်ပြောတဲ့စကားတွေ အဲ့ဒီမှာအများကြီးထရောက်တယ် blankly အလိုပြောတော့သဘောကျတယ်တောင်တန်းသားတွေကမဆမားရပါဆိုသဘောကျတယ်ဆမားရပါဆိုဝါတော့ဒီဆိုဝါရီပဲကြတော့အတူတူပဲပေါ့ on the whole ထိုင်နေကြတော့ဒါပေမဲ့ကျွန်တော်ကြားတယ်မပင်လုံးစာချုပ်တော့ဘူး fluoride 3ရက်နေကစပြီးတော့တရေပြီးတရေဆွေးနွေးတယ်တော် ိုးချုပ်အောင်ဆန်းစိတ်တူပြီးတော့ခဏခဏထပြန်မယ်လို့လားတခါပါဟာကြောင့်လဲထပြန်မယ်ဆိုတာကခုနပြောလို့ကားတော့သူစကားပြောပြီးဆန်းနေပေါင်းကြည့်ပြမတိုင်ထွက်ဖို့အဲစကားသူပြောတယ်ဆန်းနေပြောလို့မပေါင်းရင်ခွဲထွက်ဖို့ပြတရုတ်ရှင်တော့ကကျားတော့ဘယ်မှာပြူးဆွဲလဲကဲကိုပဲလင်းလာစစ်စစ် ပြန်မယ်။ဒါပဲကျွန်တော်သိတော့တာ။ဒါပေမဲ့တကယ်ပြန်လို့မရအောင်လဲလှုပ်ထားကြတယ်ဆိုတာကြားလိုက်သေးတယ်။ဒီလိုပြန်လို့မရအောင်ကဥတင်အေးဥတင်ရဟာမဖြစ်ဘူးလေငါတို့သူအပြာမခံနိုင်ဘူးဆိုပြီးသူသွားဆွေးနွေးတာ။နောက်လူကဘာအချိန်ကတရင်တော့ဆိုတော့လေဘုကြောင့်စံဒီပင်လုံဆောင်ချုပ်ဖို့တော့တောင်ကြီးကိုစကြတယ်နော်။တောင်ကြီးကိုစပြီးတောင်ကြီးရနေမှာပင်လုံမှာ60ဂါရန်ကြီးနဲ့သွားတယ်ပြောလို့ဒီမှာ။ ဒီမှာဓာတ်ပုံတွေတွေ့ရတယ်။အဲ့ဓာတ်ပုံတွေကဟောဘာကိုလည်းရတယ်ကြိုက်ထားရလား။ဟုတ်တယ်။ဒါအလုံး box ပဲဟိုဘေးကဟိုဆလုပ်ရတဲ့အထိ box ကမလာနဲ့ကျအဲ့တော့အဲ့ကာလာကဒီပင်လုံးကိုမသွားခင်ဘိုးကြောင့်ဆက်တောင်းကြီးကိုစားဝယ်ဟုတ်တယ်သူဘယ်လိုရောက်လာလဲဘယ်လိုပင်လုံးကိုဆက်သွားရဆိုတာမှတ်မိသေးလားရောက်လာရဆိုတာဒီစားရအလုံးသိပြီးသားပဲ လာမယ်ပင်လုံသွားမယ်ဟဲ့လားပင်လုံမှာဒါဒုတိယကြိမ်စည်းဝေးကိုပထမလည်းလုပ်ပြီးဆိုတော့အားလုံးကတစ်မျိုးလုံးစိတ်ဝင်စားတယ်အထူးသဖြင့်လူလူဘသူရပေါ်တည်တော့ဆိုတော့ပင်တရမြေလပ်ပေါ့နော်ကလောအဲ့နောက်ပြီးတော့မှကျွန်တော်တို့ဟဲ့တောင်ကြီးနောက်အင်းလေးဒီလူလူက အကုန်ပြည့်တယ်။ဒါပေမဲ့တော့ဂျီကားနဲ့သွားတယ်။ဘောကျောကတော့စတေရှင်ဝင်ကနေရန်ကုန်လာတာ။ဟုတ်တယ်။ရန်ကုန်နဲ့စတေရှင်ဝင်ကနေဟုတ်တယ်။ဒီကြတော့မှဂျီကားပြောင်းတာ။ဟုတ်တယ်။အဲခုနပြောလို့ဥထားဥခါမောက်တဲ့သူကားပြည့်တယ်အဖွဲကိုသူပဲမောင်းပေးမယ်ဆိုတော့မြူရဲတယ်ပေါ့သူတဲအိဒီဘာမှမစင်းဘူးပဲလုံနေတာအမစင်းမရဘူးလူတွေစောင့်နေအလုံးပလက်ဖောင်းမှာအပြည့်ပဲစောင့်နေတာ ဘောရောမြုံငယ်တာပေါ့ဗျာ။ဘာကြောင့်တက်ကားကိုပြောင်းတာလဲ။ station wagon ကနေပြီးတော့ဘလူးရုမြောင်လူလူနဲ့သူနဲ့တွေ့အောင်တက်ကားအမိုးခွင့်ဟုတ်တယ်။ဘာဒီပေးပင်လုံးမှာတောက်လျှောက်လိုက်သွားတာပေါ့နော်။ February 3ရက်ကစပြီးတော့ဟို February 12ရက်ထိအဲ့တော့ကောင်းတာကျွန်တော်ဟို Indian Congress Clare Kujira ပြလွတ်လပ်ရေးအတွက်နော်။အဲ့သူကားလေးရှိတယ်ဖုတ်ကားလေး အဒရိုင်ဘာနဲ့အဲ့ဒီမှာဆွမဆွမိနာဒန်ဆိုတာအတွေ့အမှုပြအိန္ဒိယကွန်ဂရက်ဘဝဗီယက်နမ်ကွန်ဂရက်သူအဲ့ဒီကားလေးကိုကျွန်တော်လာပေးထားတယ်တက္ကစီပြည့်ထည့်ပေးတယ်ကျွန်တော်မွဲမှန်းသူတို့တည်တယ်လေပြီးတော့တက္ကစီထည့်ပေးပြီးတော့မင်းတိဆာသုံးတရင်တော့ကအဲ့ချင်းကလည်းမွဲလာတယ်မမွဲတော့ခုနပြောတဲ့အားလည်းအကြီးကျယ်မဟုတ်ဘူးဘိုးသူပြောတာလည်းရင်မာတာပဲ ဘာကြောင့်လဲဆိုတော့တခုရှိတယ်သူ့လက်ထဲကိုရောက်သွားတာခုနပြောတဲ့ရေပြမဲ့ပေးမယ်တောင်တန်းသားမပေးဘူးဆိုတာသူအဲ့ဒါကိုကင်ပြီးတော့တောင်တန်းကိုပတ်ပလိုက်တာဟုတ်ကချေတွေရောက်သွားတယ်မကချင်းလို့ပါ냐သူတဆီုံပလိုက်တာအားလုံးပြန်ပါတာအဲ့ဒီစာရာကသူ့လက်ထဲရောက်ပြောမှဆိုရင်ဟိုဥညိဘူးဆိုတာ ယောမတော့ဂျပန်ကိနအားစားလုပ်ကြတော့ကျွန်တော်နဲ့တဖွဲ့တဲ့အခုညီဘတော့အဲ့မှာယောအုပ်စေးကြီးချစ်ကလပ်ဆိုသူကသူ့စမအားလုံးစာဝင်အတွက်စီတော့အဲ့ဒါသူတွေ့ရခါကျတော့သူကကျွန်တော်ကိုခေါ်ပြီးတော့သူကဘီခိုးရိုက်ပြီးတော့မှကျွန်တော်ကိုခိုးပေးတာဒါကိုဘုရားဆက်လက်ထရအောင်ပို့ဦးတည်လက်ထရအောင်သွားကျွန်တော်ကယောင်းကနေခိုးလာပြီးတော့မှ ဟုတ်တယ်ဟုတ်ပြီဟုတ်တယ်ပြီးတော့ဒါတော့ကျွန်တော်စီဝဲလုပ်ရရပါလားတွေပေါ့လူငယ်တွေလုပ်ပြီးတော့မှဒါဘိုးချုပ်စီပို့မယ်အမြန်ဆုံးရအောင်ဘယ်လိုလုပ်မလဲဆိုတော့ဥတည်ရဘိုးချုပ်တကယ်ချင်းဥတာရုံကြီးရှိတယ်လူကြုံရှိမှတည်းတမင်းမယ်ဆိုတော့ဥဥတာရုံအဲကိုတားသွားမေးတော့ဥတာရုံညောဟာခမရအတော်ပဲတဲ့ကိုဖေးခင်ကျွတ်စွာဘိုးချုပ်စီသွားဘူး စာတောင်းထားတယ်တဲ့ကိုပဲကစိမဖြစ်ခင်ဘီယိုစီမှာလောက်တော့ဘီယိုစီဝန်တော့အဲ့တော့ဥပဒေကိုပဲကအလုပ်မရှိဘူးပြုတ်အရင်သူ့နေရာပြန်ရအောင်ပြောပေးပါဆိုတော့အတော်ပဲဆိုရတော့ဥကပြေလည်းထည့်ထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တော့ဥပဒေကသပေးတဲ့ကကြည့်ပြီးတော့အာဒီလိုဆိုရင်ပြရတဲ့ကျွန်တော်တောင်းစံပြီးကြောင်းဘာမှတည်မလာဘူးလေနော်အဲ့တော့ ခဏဒီလိုစီရလုံးနေတယ်ကျွန်တော်မှနေဆိုခေါ်ထားတာပဲသာကိုပဲကဲဆိုခေါ်ထားတာအဲ့ဒီစာကဒီတောက်တန်းဒေတာကိုလွတ်လိုက်လို့မပေးဘူးဒီမှပဲပေးမယ်ဟုတ်တယ်ဆိုဆိုတာအင်္ဂလိပ်အဲ့ဒါကြီးအင်္ဂလိပ်ဆိုရဟုတ်တယ်စီမံကိန်းပေါ့စီမံကိန်းပို့ကြလဲဆော့စီရောက်ပါလားအဲ့ဒါလည်းတမန်တာတာပေါ့ပို့ကြတော့